တို့ရဲ့ခန္ဓာကိုယ်ဆိုတာအပေါ်ကနန္ဒာတွေလိမ့်ချန်ထားလို့မွေးတဲ့ရောင်နန္ဒာတွေကမွေးတာပကတိလူကမွေးတာမဟုတ်ဘူးမျက်စိလည်းမနေနဲ့တို့ရဲ့ခန္ဓာကိုယ်ဆိုတာနော်အပုတ်နဲ့နေလှိုင်းနေတဲ့အရာသာဖြစ်တယ်ဒါမှမဟုတ်ပုတိကာယအနန်ဆိုးတဲ့ကိုယ်ကာယအဲ့ဒါကိုနန္ဒာတွေနဲ့ကာကွယ်ထားကြတယ်ရှင်ဘုချုပ်တန်းဆင်ပြီးတော့ကာကွယ်ထားတယ် အဲ့ဒီတို့အတွင်းနဲ့ကြည့်လိုက်လို့ရှိရင်မွေးကြိုင်တဲ့အရာတစ်ခုမှမရှိဘူးရွံစရာကောင်းတဲ့အရာတွေနဲ့ပြည့်နေတဲ့ငါကိုမင်းချိနေလို့ပါအကျိုးရှိပါလေဒီစကားစပြောတာနော်ငါကိုကြည့်မနေနဲ့ငါနာငါကိုကြည့်မနေနဲ့ရောဓမ္မပတ္တိသောမံပတ္တိဓမ္မမြင်မှငါကိုမြင်မယ်ဆိုဒါအမြဲတမ်း လေးနဲ့တဲ့စကားတစ်ခုဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားတပည့်ကိုဒီကထားပြီးတော့နောက်ပြိနိဗ္ဗာန်ဆန်တဲ့အခါမှာလည်းပဲရောအနန္တဘယတ္တမောသဝိနယောသတေတိတော်ပညာတော်သောမမစေနတတ္ထာငါဟောခဲ့တဲ့ဓမ္မငါပညာခဲ့တဲ့ချက်မှတ်ပေးထားတဲ့ဝိနယစီကံချက်တွေဟာငါမရှိတဲ့နောက်မှာမင်းတို့ကိုဆုံးမတဲ့ဆရာပဲဆို ဆိုလိုတာကပုဂ္ဂိုလ်ဆိုတာခိုင်မြဲတာမဟုတ်ဘူးတရားကသာခိုင်မြဲတာအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့ကိုယ်စားဘုသူ့ကိုရွေးခဲ့တာလေတချို့ကြတော့ဆိုပါစို့တိုင်းပြည်ကောင်းဆောင်တယောက်အနာယူသွားရင်သူကပုဂ္ဂိုလ်တယောက်တက်လာတာပဲလေအဖွဲ့အစည်းတစ်ခုမှလည်းပဲအဲဥက္ခရာကြီးနာယူသွားရင်နောက်ဥက္ခရာတယောက်တက်လာလူကိုပဲရွေးချတယ် ုဂ္ဂိုလ်ရွေးချယ်တာမြတ်စွာဘုရားကြတာအဲ့လိုမဟုတ်ဘူးဘုရားရဲ့နေရာမှာဘသူကိုရွေးချယ်ခဲ့တာတော့ဆိုဓမ္မကိုပဲရွေးချယ်ခဲ့တာ success လို့ခေါ်တဲ့ဓမ္မသူရဲ့ယာတုစက္ကန့်သူကဓမ္မပဲအကဲရွေးများဘုရားကပြိနိဗ္ဗာန်စံဃာနီးငါမရှိတော့ရင်ထီကိုတော်ကိုငါအစာကိုဝယ်ရေးကြဆိုရအဲ့ဒီကိုတော်ကအကုန်လုံးဥပဒေတွေပြင်းပြင်းမှပြောလို့မရဘူး လူဆိုတာပြင်းတယ်လေအဲ့တော့မြတ်စွာဘုရားအလိုဟုတ်ငါဟောခဲ့တဲ့တရားသည်မင်းတို့ဆုံးမမယ်ဆရာပြည့်ပြည့်စုံစုံတခါလဲဟောထားပြီးသားအဲ့ဒီတိုင်နေကြတရားတော်မှာဆုံးမနဲ့နေကြဆောဖះမရှိတော့ဖះရှိတော့ကလည်းဓမ္မကအရေးပါတယ်သို့တော့ဖះစီကအစ်စ်အစ်စ်ဘာလို့ပြောမလဲဆိုတာလည်းအရေးပါတယ် ဖះမရှိတော့ဘူးဆိုရင်ဖះပြောခဲ့တဲ့စကားတွေကပိုအေးပါလာတယ်။အဲ့ဒီတရားဓမ္မတွေပျောက်ွယ်မသွားအောင်လက်ဆင့်ကမ်းနိုင်ဖို့တန်ခါတွေကအေးပါလာတယ်။လက်ဆင့်ကမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေဒါတွေကိုသင်ယူတယ်ကျက်မှတ်တယ်နောက်ထပ်လက်ဆင့်ကမ်းပြီးသွားတယ်။စောင်းနဲ့လက်ဆင့်ကမ်းလို့မရဘူး။စောင်းနဲ့လက်ဆင့်ကမ်းလို့ရှိရင်နောက်တစ်ဆက်ဆိုပြရိုက်ထဲရောက်ပါပြီ။ 爸爸带我们去，带我们跑得到妈妈的，阿姨妈们带我们。库利亚托阿龙阿，库利亚很早熟的，就那一点嘛，来我们这里，一点哭声，还只因为，阿姨妈，这边偏脚步嘛，穿插的，看起阿克拉呢，穿插的，比他大一些。 ဘယ်သူမှမဖတ်တတ်ဘူးနော်မပြည့်စည်အောင်တော့ထိန်းတာအချက်ပေါင်းတထောင်လောက်ရှိတယ်ဘုရားရဲ့စာပေတွေကိုအခုလိုစာအုပ်နေနဲ့ထားခဲ့မယ်ဆိုရင်အဲ့လိုပြဖို့ပဲဖြစ်မှာအခုလည်းမဟုတ်ဘူး မြတ်စွာဘုရားကဓာရီကိုတင်ညာလက်ဆင်ကညာဆိုပြီးတော့ချက်မှတ်ထားတာအဲ့ဒီချက်မှတ်ထားတဲ့အတိုင်းတန်ခါရီကပရိယတိဆိုတဲ့သင်ယူမှုတောင်းကိုထမ်းဆောင်ညာအဲ့တော့ကြမို့တန်ခါရီကိုစွန့်တင်ကကြောင်းစီပစ္စည်းလေးပါလှူတယ်ဆိုတာ ဒီဓမ္မတွေဆက်လက်ထမ်းဆောင်နိုင်ဖို့မပြောက်ပြက်အောင်ထိမ့်သိမ့်ဖို့ဆိုတဲ့ဤရကျနဲ့လူရဲ့ဒါကတံပိုးဖြစ်သွားတယ်။နော်ကုသရအောင်ဘုံကြီးဆုံးသတ်ကတဲ့ဆိုတံပိုးမဟုတ်ဘူး။ဒါကြတော့ဘုဒ္ဓမတံပိုးကြီးသွားပြီ။မြတ်စွာဘုရားဟောတဲ့တရားတွေကိုထိမ့်သိမ့်ရှောက်ရှောက်တဲ့အနေနဲ့တတောင်းတကွေးအားဖြင့်ထိမ့်သိမ့်ရှောက်ရှောက်တဲ့ နေတဲ့ပုံကိုယ်လေးကိုအထောက်အကူပြုပေးလိုက်ခြင်းအပြင်သူတို့ဟာဆက်လက်ထိမ့်သိမ့်သွားနိုင်လိမ့်မယ်အဲ့ဆိုလိုတာဖရာကိုယ်တိုင်ကသူ့ရဲ့ဇာတုစက္ကမုဓမ္မကိုရွေးချယ်ခဲ့တာဖြစ်တော့ဒီဓမ္မဟာလောကမှာရှင်သန်နေတဲ့မြတ်ကာလပတ်လုံးဒီဓမ္မကိုသိနေတဲ့မြတ်ကာလပတ်လုံးလောကကြီးဟာအရမအရေးတက်မလာနိုင်ဘူးအဲ့ကြောင့်မို့လို့ ဓမ္မကိုသိတဲ့ဓမ္မမပြုတ်ပဲဘုရားအရေးကြီးတယ်ပေါ့ဓမ္မနဲ့အတ္တမဆရာရှိတယ်ထင်မယ်မှန်ကန်တဲ့ဓမ္မပြောက်ွယ်သွားတာနဲ့အတ္တမကတက်လာမှာပဲလေလွယ်မာတဲ့အရာတွေအကုန်တက်လာပြီးကြီးစုသွားအဲ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေမပြောက်ွယ်အောင် တို့တဲ့တွေဟာရှင်ပြုနာသာအလှူတော်မင်္ဂလာလှုပ်တယ်နေ့စဉ်ဆွမ်းဆက်ကတဲ့အလုပ်တွေကိုလှုပ်တယ်တော့တသက်ရသက်ပံဆွမ်းလှူလှူတယ်ဆိုတာဟာဓမ္မတိတံရေးအတွက်ဖြစ်တယ်ဆိုရင်အဲ့လိုရည်ရွယ်ချက်ထားလိုက်လို့ရှိရင်ကိုယ်လို့ကျသိကြီးကျယ်သွားမဟုတ်ဘူးလားဟုတ်တယ်ဘုန်းကြီးဆွမ်းကတ်တာအမှန်မဟုတ်ဘူး ပေါလုရုံးဆိုဟုတ်တယ်သူဆုံးကတဲ့တရားကစပေးတည်ယူနေကြတယ်ဖះဟောတဲ့တရားတွေကိုတည်ယူပို့ချနေကြတယ်ဒါတွေကိုဆက်လက်သင်နိုင်ဖို့အတွက်တို့ထောက်ကူပြုတယ်ကိုယ်ရွေးချက်ကတာပဲအဲလုံးဆောင်တဲ့ပုဂ္ဂိုလ်ကဒါတွေလုံနေတဲ့ပုဂ္ဂိုလ်တွေကိုကတိအတွက်ကြောင်းအောင်မြင်အောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိမယ်။အောင်မြင်အောင်မလုံနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိမယ်။ ို့ပေမဲ့လုံနေတဲ့အချိန်တစ်ခုကိုကိုကယေရှုပြီးတော့လုံနိုင်အောင်ဆိုရကတဲ့ကိုရဲ့ရွေးချယ်ဟာတန်ဖို့ပဲကိုလုံတဲ့လုံတစ်ခုကအုတ်တချက်သက်တဲ့ဘွဲ့အနေနဲ့ဒါတန်ဖို့ဖြစ်သွားပြီနော်အာရှင်ပြုတယ်ရှင်ပြုတယ်ဆိုတဲ့ရွေးချယ်ကိုလည်းထိစပေးတယ်တဲ့ကညွှန်ထားတာဖြစ်တယ်ဘာဖြစ်လို့ရှင်ပြုလဲ ရှေခေတ်ကတော့မြတ်စွာဘုရားတရားဟောတယ်။နာယူကြတယ်။နာယူပြီးတော့အရိတရားကိုသိရှိနာလဲတဲ့အခါအင်းနဲ့မှာတရားတရားဖြစ်လာကြတယ်။အဲ့ဒီတရားတရားကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့ဘဝကိုစံကြရတယ် ရှင်နဲ့မှယုံကြည်ချက်တရားတရားနဲ့ဆွံ့လွတ်ပြီးတဲ့အခါမှာအာသနာပေါင်းကိုဝင်ကြတယ်ဒါရှိခေကနောက်ပိုင်းရောက်တဲ့အခါကျတော့မိဘဆရာသမားတွေရဲ့တိုက်တွန်းချက်လှုပ်တဲ့လှုပ်တိုင်းတာရွေးချယ်ပြီးချက်အဲ့ရတဲ့ခြေကပြီးတော့မိဘဆရာသမားတွေကရှင်ပြုပေးကြတယ်သာသနာတော်ရဲ့ခြင်းစဉ်တွေနဲ့မိတ်ဆက်ပေးကြတယ် မစ္စပေတဲ့ပုဂ္ဂိုလ်ရဲ့ယင်းတဲ့နှလုံးထဲမှာမြတ်စွာဘုရားရဲ့သာသနာဆိုတာဒီလိုပါလားဆိုတဲ့အသိလေးဝင်သွားတယ်။ဒါအရိဒါလေးသိရမယ်ဆိုတာအသိဉာဏ်လေးရောက်သွားတယ်။အဲ့ဒါလေးကသူ့ဘဝအတွက်ကောင်းတဲ့မျိုးစေ့တစ်ခုဖြစ်သွားတယ်။အဲ့ဒီမျိုးစေ့ဟာဒီကလေးလေးအတွက်တမိုးရှိတယ်ပေါ့။ကိုယ့်ရဲ့ဘိုးဘွားမိဘတွေကကိုယ့်ရဲ့သာသမီကိုရှင်ပြုပြီးတော့ ာသနာတော်နဲ့မိတ်ဆက်ပေးတယ်လို့ပဲကိုဘဝရောက်တဲ့အခါမှာလည်းကိုယ့်ရဲ့သားသမီးတွေကိုအစင်ဆက်ပေါ့အော် generation to generation နောက်ဆုံးအဆက်ကတည်းကကိုယ့်ရဲ့သားသမီးကိုလည်းပဲကိုယ်ငငယ်တော့ကိုကိုကိုမိဘတွေကရှင်ပြုပေးခဲ့တယ်ရှင်ပြုပေးခဲ့တဲ့အတိုင်းကိုယ်ကလည်းပဲကိုယ့်သားသမီးကြတော့ရှင်ပြုပေးတယ်ဟောအဲ့ဒီလိုနီးနဲ့မျိုးဆက်ကလေးတွေပြန်ပွားလာတယ် ီထဲကနေပြီးတော့ဝတ်တုံးကတော့တုံးနှစ်ပါးအနေနဲ့ဝတ်ထားအရှင်ပြုပေးတာဒီထဲမှာပမာပြေမှာနိုင်ငံညာသွားပြီးတော့ပညာတော်သင်လွတ်မလို့ဆိုတဲ့ကလေးတယောက်ဟာတယောက်တင်ကကြမှာကာမကုတိရပြောတယ်နော်အသနာဝဝင်ပြီးတော့အခုအရှင်ပြုလိုက်တဲ့အခါမှာသူကသူတရားတရားဖြစ်ပြီးတော့နိုင်ငံညာသွားမှတော့မသွားတော့ဘူး ဘုန်းကြီးဘွားနဲ့ရှိသေးတဲ့ခုချိန်တည်းစတဲ့နေတယ်တတူလမ်းကြောင်းသူပေါ်သွားတာပဲလေအဲအဲ့ဒါတို့တန်ဖိုးရှိတဲ့အသည့်တွေတိဖို့မြတ်စွာဘုရားချမှတ်ထားခဲ့တဲ့ဓမ္မတွေကိုသူလိုက်နာဖို့ဆိုသူဘသူရွေးချယ်သွားတယ်တော့အဲ့ဒါတို့လမ်းကြောင်းလည်းပေါက်သွားနိုင်တယ်လေအကယ်၍ ပါရမီကပါရမီဆိုတာအခြေခံကလုတ်ခဲတာမရှိဘူးစိတ်ဝင်စားမှု အားနဲ့နေသေးတယ်ဆိုရင်အခုဒီဘဝရှင်ပြုပေးလိုက်သည့်အတွက်ကြောင့်နောက်နောက်ဘဝတွေရောက်တဲ့အခါကျတော့ဒါမျိုးပေါ်မှာစိတ်ဝင်စားလာအဲ့ဒါမျိုးစိတ်လို့ခေါ်တယ်အဲ့ဒီမျိုးစိတ်ကဘယ်တော့မှမပြောက်ဘူးတဲ့အဲ့ဒီမျိုးစိတ်အတိုင်းဆက်ပြီးတော့ဖြစ်လာအဲ့ဒါကြောင့်မို့ ယုတ္တမတာကိုလို့တဲ့လို့တာမန်လို့မဟုတ်ဘူးမြတ်စွာဘုရားရဲ့ဓမ္မကိုမပြောက်ပြဲအောင်ဆက်လက်ထိမ့်သိမ့်နဲ့ထဲမှာတိုးတဲ့တွေကထတတအားပါဝင်ပြီးသာသနာတော်တည်တံ့မှုအတွက်လှုပ်တာဖြစ်တယ်လို့အဲ့ဒါတို့ခံယူလိုက်အဲ့လိုခံယူလိုက်လို့ရှိရင်ကိုလှူတဲ့ပစ္စည်းတွေရဲ့ဓမ္မကဓမ္မကိုဥတည်သွားတာဖြစ်တယ်နော်အခုလို့လှုပ်လာလို့ ပမာပြည်သာသနာရောက်လာတာတွင်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကရောက်လာတာအဲ့ဒီကရေအကနေတီရှင်တန်ပြတ်ပွားနေတော့မယ်အိန္ဒိယနိုင်ငံမှာပျောက်သွားရင်မရှိတော့ဖျားဟောတဲ့ပိဋကစာပေတွေဟာပမာပြည်မှာအပြည့်ဆုံးရှိဒီနေ့ရှိုင်းနေပြီးတော့အတိဖြူတာတဲ့ကျမ်းစာပေါင်းအုပ်ရေ40ရှိတယ်နော် တို့တို့ကိုစာမျက်နှာနဲ့ပြောမယ်ဆိုရင်300ပတ်ဝန်းကျင်ရှိတော့တသောင်းခွဲလောက်ရှိအဲ့ဒါကိုအထက်ကထာက52အုပ်ဒိဗေဖွင့်ပြတဲ့စာအုပ်တွေဒိဗေရှင်းပြတဲ့တိကာက26အုပ်အဲ့ဒီစာပေပိဋကတ်တွေဟာမြန်မာပြည်မှာနော်စာအုပ်နေတဲ့ရှိတယ်ဖတ်ရှုနားလေသိတဲ့ပညာရှင်တွေလည်းရှိတယ်။ဘုန်းကြီးတွေတတ်သိတဲ့ပညာ တင်မဲ့တင်နေကြတယ်နောက်ဆက်တွေပဲတင်ပေးနေကြတယ်အဲ့တော့မြမပြည်မှာတော့ပုရတရားတော်တွေရှင်သန်နေတယ်လို့ပြောဒါဖြင့်တခြားနိုင်ငံတွေမရှင်သန်ဘူးဒါဆိုနေသွားပြီတခြားနိုင်ငံတွေမှာတချို့ဆိုပြီးတော့မှတင်ရင်မြမပြည်လာတယ်ဒါပြီးတော့မှပျောက်ွယ်သွားတာပဲတော့အဲ့လိုမျိုးပေါ့နော်ဗမာပြည်မှာတော့ ုတ်တံပဲဖြစ်ဖြစ်ပြီးဓမ္မပဲဖြစ်ဖြစ်ဝိနည်းပဲဖြစ်ဖြစ်အလုံးအရှင်းတန်နေတယ်။မြတ်စွာဘုရားတမန်ပေးခဲ့တဲ့ဓမ္မဝိနည်းအသည်မင်းတို့ရဲ့ဆရာလို့ဆိုတဲ့အတိုင်းမြတ်မပြေမထွန်ကားနေတယ်။အဲ့ဒီထွန်ကားနေတာတွေကိုတို့တွေဆက်လက်ထွန်ကားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆန်းလူလူတဲ့အခြားအတ္တဘဝတ္ထုပစ္စည်းတွေကိုလှူတယ်ဆိုတာကိုအဲ့ဒီရည်ရွယ်ချက်နဲ့လှူ အဲ့ဒီရွက်ကြတယ်ဆက်လက်ပြီးတော့ဒါတွေကိုတချို့ကိစ္စကိုမထမ်းဆောင်တယ်ဘူးလေကိုမထမ်းဆောင်နိုင်တော့ထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်အပေးတာအဲ့ဒါလည်းပဲကိုထမ်းဆောင်သလိုပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ပူပေါင်းဆောင်ရွက်မှု unity is strength ဆိုတာရှိတယ်လေအလုံးသိတဲ့အတိုင်းပဲ ဘယ်ပဲဖြစ် unity ဖြစ်ဖို့လိုတယ်တခုတည်းလုပ်လို့မရဘူးတေချာစဉ်းစားကြည့်လိုက်လူရဲ့ခန္ဓာကိုယ်ကိုယ်လူတယောက်တည်းသိပဲနဲ့ unity ပဲဘာလို့လဲဆိုရင်မျက်စိကမျက်စိအလုံးလုံးတာနာကနာအလုံးလုံးတာပါးစပ်ကပါးစပ်လုံးနှာခေါင်းနှာခေါင်းလုံးအလုံးပေါင်းမှဖြစ်တာလမ်းလျှောက်တာအသိပဲနဲ့ unity ပဲအော်လမ်းလျှောက်တာဆိုတာ မျက်စိကလမ်းချိပေးတယ်ခြေတော်ကလှမ်းရတယ်မျက်စိကြီးပါပြီးခြေတော်မပါရင်မရပြောင်းခြေတော်ကြည့်ပါရပြီးတော့မျက်စိကမမြင်ဘူးဆိုရင်မဖြောင်းမတ်ဘူးအလုံးအယူနီတီပဲအဲ့ဒါလိုပဲဘဝမှာလည်းပဲယူနီတီပဲအလုံးတစ်ခုအောင်မြင်ဖို့အတွက်ကယူနီတီပေါင်းစုလောက်တာပဲဖြစ်တယ်ပေါ့တစ်ခုတည်းလောက်တာမဟုတ် အားလုံးပေါင်းဆက်လိုက်မှကောင်းမြတ်တဲ့အကျိုးတစ်ခု ရလတ်တစ်ခုထွက်တယ်အဲဒါကြောင့်မဟုတ်တာရလတ်ထွက်ဖို့ကိုကိုတန်းနိုင်တဲ့ဘက်ကဝင်ပြီးတော့ခုတာစွဲကြီးကိုဝိုင်းမာကြတယ်လို့ပဲနော်ကိုဘက်ကလည်းမာတယ်သူ့ဘက်ကလည်းမာတယ်မာပြီးရွှေ့ကြတယ်အဲ့ပုံစံပဲမြတ်စွာဘုရားချမှတ်ထားတဲ့ဓမ္မကိုဝိုင်းပြီးတော့ထိန်လိုက်ကြတာဝိုင်းထိန်လိုက်တဲ့ကဒီဟာရွေ့ရှာတော့ ရှင်းတန်လာတယ်အဲ့ဒီဒီဘက်မျိုးကိုစဉ်းစားစဉ်းစားပြီးတော့အထုတ်လုပ်တဲ့အလုပ်တွေအဲ့လောက်ထိတန်ဖိုးကြည့်ပါလားဆိုသိလားတန်ဖိုးသိမှတန်ဖိုးရှိမှတန်ဖိုးရှိပြီမလို့တန်ဖိုးသိမှတန်ဖိုးရှိတယ်ဆိုသိလားအဲ့ဒါကြောင့်မလို့အခုလို့ဘုရားဘာသာမှာလူမှုတမ်းမှု ဘာပဲလုပ်လို့ရှင်ပြူတာပဲဖြစ်ဖြစ်နော်ကြောက်ဆောက်တာပဲဖြစ်ဖြစ်ဆွန့်ကတ်တာပဲဖြစ်ဖြစ်သင်္ကန်းလှူတာပဲဖြစ်ဖြစ်လှူသမျှတွေသည်ဘာအတွက်လဲလို့မေးလို့ရှိရင်ဘုရားဟောကြားခဲ့တဲ့ဓမ္မတွေရှင်သန်ပြတ်ပွားနေဖို့ဒီဓမ္မတွေရှင်သန်ပြတ်ပွားမှလူတွေဟာအမှန်တရားကို မြင်ကြမှာဖြစ်တယ်အမှန်တရားကို မြင်ကြမှာကောင်းကျိုးချမ်းသာတွေကလွဲချော်မှာမဟုတ်ဘူးဆင်းရဲဒုက္ခတွေ နဲ့ဒုက္ခရောက်နိုင်ကြတယ်ကောင်းကျိုးချမ်းသာတွေရနိုင်မှာဖြစ်တယ်ဆိုတာကိုစိတ်ထဲနှလုံးထဲမှာမှတ်သားပြီးထိုးလို့တဲ့လို့သာသနာပြုဆိုတာအဲ့ဒါကိုပြောတာနော်သာသနာပြုဆိုတာအဲ့ဒါပြောတာတကယ်ရှင်တဲ့နှလုံးထဲမှာအတိတရားတွေရအောင်ကိုကိုယ်တိုင်လည်းပဲကြိုးစားတယ်သူများကိုလည်းကြိုးစားအောင်လုပ်ပြီးအဲ့တော့ထီးတဲ့တမိုးကြီးတဲ့အလုပ်ကိုရှာကြည့်ဖဲဟာရှိသေးတယ်ဆိုတာဒါ 我们阿多岁了，打毛衣做没？裤脚到六十二的细的，啊，光着裤裤前，尾巴的那里阿抽，打裤脚，喏，裤脚，哎，伊的奶奶少的喏，没得破，没得破，没得破，阿的裤脚那的个尾巴的那里阿抽，尾巴的那里阿抽，阿的光的裤肚上，老人家就没事喽。老老样的裤肚的嘛，尾巴的那棉绸没。 ဝိပဿနာဆိုတာဘာရောလို့မေးလို့ရှိရင်ဝိဆိုတာသူများနဲ့မတူထူးခြားတဲ့ပဿနာရှုမြင်မှုကိုကတမအပြင်းလူတွေကကိုယ့်ဘဝကိုမြဲတယ်လူပဲနတ်ပဲတတ္တဝါလို့ထင်တယ်ဝိပဿနာအမြင်နဲ့ကျတော့လူနတ်ဆိုတာမရှိဘူးယူဆတရားသားဖြစ်တယ် concept ဆိုတဲ့ယူဆတရားသားဖြစ်တယ်ရှုံနေတာနှစ်ခုပဲရှိတယ် ရှုံ့နှံ့ဟာတတ္တဝမဟုတ်ဘူး။ဟောအဲ့ဒီညာတဲ့ဝိပဿနာပဲ။ဒီတတ္တဝမဟုတ်တဲ့ယုံ nant သည်ထာဝရလားဆိုမဟုတ်ဘူး။အလုံးအရွေးရှာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်လို့ဒီလိုရှုမြင်ရတာမှဒါအစင်းမြင့်ဆုံးအသိပညာလို့ခေါ်တယ်။အဲ့ဒီအသိပညာရချင်းတာလင်ကုသိုလ်ထဲမှာအမျက်ဆုံးအဲ့ဒီကုသိုလ်ရမှဘာဖြစ်တုံးဆိုရင်မကုသိုလ်ဆိုတာရနိုင်တယ်။ မကုသို့ရမှာနိဗ္ဗာန်ဆိုတာတွေ့မယ်။ဒီတိုင်းကနိဗ္ဗာန်ဆိုတာမှန်းကြည့်ရမယ်ကြည့်လို့ရတယ်တွေ့လို့မရဘူး။အဲ့ဒါကြောင့်မို့လို့တို့တွေတွေဟာကိုယ့်အတွက်ဆိုရင်အကောင်းဆုံးကုသို့ကမေတ္တာပွားမယ်၊တရဏဂုံသီလကိုစောင့်တည်မယ်၊မေတ္တာပွားမယ်၊ထိတဲ့ကောင်းတာလုပ်ပဲဆိုလို့ရှိရင်ဝိပဿနာတရားအားထုတ်မယ်ဒါကိုယ့်အတွက်။သာသနာအတွက်ဆိုလို့ရှိရင်ခုနဓမ္မတိတာအောင်လုပ်ရမယ်ဒါပဲနော်။ ကိုကိုယ်တိုင်လည်းဓမ္မကိုသိအောင်ကြိုးစားမယ်ဓမ္မတည်ထအောင်ဆောင်ရွက်နေတယ်ဒီကိုတထောင်နှစ်ခွေရပါဝင်လူတန်းနာပြုလုပ်တယ်ဒါတံပိုးချိမတဲ့အလုပ်တစ်ခုဖြစ်ပေါ်လွင်ထင်ရှားအောင်ပြောပြတာပါနော်အဲ့ဒီလိုထားလိုက်လို့ရှိရင်ကိုယ့်ရင်နဲ့နှလုံးထဲမှာအလွန်ကိုတံပိုးချိသွားပြီးတော့အလွန်ကိုအသေးပဲရှိတဲ့အလုပ်တွေကိုတို့လုပ်နေရတာပါလားဆိုတဲ့အသိစိတ်တွေဝင်ပြီးတော့ ဝမ်းမြောက်ကြည့်လူချင်းဆိုတဲ့အနုမောဒနာကုသိုလ်နဲ့ပတ်သက်ပြီးဝမ်းသာစရာထီလို့စိတ်ထားရတဲ့လူသိအောင်ပြောပြတဲ့ဩဝါဒဒီနေရာကိုပေါင်းဆက်ပြီးတော့ဒီပြီးတော့ရင်းနဲ့နှလုံးနဲ့မှာကောင်းမြတ်တဲ့အသည့်ရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း